ကချင်ပြည်နယ်အထူးဒေသတဲ့အဖွဲ့အစည်းမှာရခိုင်ကပြည်သူစေညွှန်ကြားရေးမှူးအဖြစ်တာဝန်ထမ်းဆောင်ခဲ့သည့်ဦးလွကွေပေါ်လန်းအောင်အဖွဲ့အစည်းမှဆက်လက်တာဝန်ပေးထားခြင်းမရှိကြောင်းဒီကနေ့အောက်တိုဘာလ22ရက်နေ့မှာကချင်ပြည်နယ်အထူးဒေသတဲ့ထောက်ရညီချမ်းရေးအဖွဲ့ချုပ်ဦးဆောင်ကော်မတီကထုတ်ပြန်ချက်အမှန်ငါးမြင်ဆောင်2025ဖြင့်ထုတ်ပြန်ခဲ့တယ်လို့သိရပါတယ် ကချင်ပြည်နယ်အထူးဒေသသေးအောင် KIO KIA လက်နက်ကိုင်ဖွဲ့ကကျူးကျော်သိမ်းပိုက်ပြီးနောက်ပြန်လည်စုဖွဲ့ခြင်းစိတ်ဓာတ်မြင့်တင်ခြင်းရုပ်ဝတ္ထုစုဆောင်ခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့သည်လုပ်ငန်းဆောင်ရွက်နေချိန်မှာစာရွေးဥလကွေပေါ်လန်းအားအကြိမ်ကြိမ်ဆက်တွယ်ခဲ့သည်6ရက်3လ2025ရက်နေ့တွင်တွေ့ဆုံညှိနှိုင်းခဲ့သည် 20ရက်မတ်လ2025မှာပါဝင်ဆောင်ရွက်ရန်နောက်ဆုံးအကြိမ်အကြောင်းကြားခဲ့သည်ကချင်ပြည်နယ်အထူးဒေသတည်ထောက်ရငင်းချမ်းရေးအဖွဲ့ချုပ်၏လုပ်ငန်းတာဝန်များကိုတာဝန်ပေးအပ်ထားခြင်းမရှိတော့ပါ၎င်းနှင့်ဆက်တွယ်သောလုပ်ငန်းအားလုံးသည်မိမိအဖွဲ့အစည်းနှင့်လုံးဝသက်ဆိုင်ခြင်းမရှိတော့ပါတို့ဖြစ်ပါ၍နောက်တွင်ဖြစ်ပေါ်လာသောပြဿနာများကိုမိမိတို့အဖွဲ့အစည်းမှလုံးဝလုံးဝတာဝန်ယူတော့မီမဟုတ်ကြောင်းထုတ်ပြန်လိုက်သည်ဟုအဆိုပါထုတ်ပြန်ချက်မှာဖော်ပြထားပါသည်